ဘယ်လာရုစ်သမ္မတလက်ဇန်ဒါလူကာရှန်ကိုကမြန်မာပြည်ကိုတရားဝင်လာလည်မယ်လို့မကြသေးခင်ကပြောလိုက်ပါတယ်။နိုဝင်ဘာလ29ရက်မှာတော့ဘယ်လာရုစ်သမ္မတလူကာရှန်ကိုဟာတရားဝင်ခီးစဉ်ဖြစ်နေပြည်တော်ကိုရောက်ရှိလာပြီးမြန်မာစစ်ကောင်းဆောင်နဲ့တွေ့ဆုံခဲ့ပါတယ်။ပုံမှန်အခြေအနေဆိုရင်တော့ဒီခီးစဉ်ကတိတ်ထူးခြားမှာမဟုတ်ပါဘူး။ဒါပေမဲ့မြန်မာနိုင်ငံရဲ့အခြေတည်းဖြစ်နေချိန်မှာနိုင်ငံခြားကောင်းဆောင်တယောက်နေပြည်တော်ကိုလာလေတယ်ဆိုတာကလူစိတ်ဝင်စားစရာဖြစ်နေပါတယ်။လူကာရှန်ကိုရဲ့ပြောကြားချက်အရ ဒီခီးစဉ်ဟာနိုင်ငံတကာခီးစဉ်ကြီးတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သလိုအိုမန်အယ်ဂျီးရီးယားနဲ့ကာဂျစ္စတန်နိုင်ငံတွေကိုလည်းသွားမယ်လို့သူကဆိုပါတယ်။ဒီကောင်းဆောင်တစ်ယောက်ဟာ2025ခုနှစ်အတွင်းမှာတင်၄ချိန်တွေ့ဆုံပြီးပါပြီ။ပြီးခဲ့တဲ့မက်စလာတုန်းကစစ်ကောင်းဆောင်မယောင်လိုင်းဘယ်လာရုစ်နိုင်ငံမစ်မြုတ်ကိုသွားတော့ကတခါမေလာတုန်းကမော်စကိုမှာလုပ်တဲ့အောင်ပွဲနဲ့အခမ်းအနားမှာတခါဇွန်လာတုန်းကယူရေရှီးယားစီးပွားရေးဖိုရမ်မှာတစ်ချိန်နဲ့စတေမာလာတုန်းကဘေကျင်းမှာလုပ်တဲ့စီးရေးပြပွဲမှာလည်းတွေ့ခဲ့ကြပါသေးတယ်။ဒါကြောင့်အခုခီးစဉ်ကတော့ အပြန်အလှန်သဘောမျိုးလာလေတာဖြစ်ပြီးနှစ်နိုင်ငံဆက်ဆံရေးပိုကောင်းလာအောင်ရည်ရွယ်တာလည်းဖြစ်ပါတယ်။သူတို့နှုတ်ဟောင်းကဏ္ဍဆောင်အတွက်သဘောတူညီချက်18ခုလက်မှတ်ထိုးဖို့စီစဉ်ထားကြပါတယ်။အဲ့ဒီအထက်မှာကမ္ဘာလေခီးသွားဗီဇာကင်းလို့ခွင့်မြန်မာအာကာသအေဂျင်စီနဲ့ဘယ်လာရုစ်သိပ္ပံအကယ်ဒမီတို့ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စဥပဒေရေးရာအပြန်အလှန်အကူအညီပေးမဲ့သဘောတူညီချက်တွေလည်းပါဝင်ပါတယ်။မြန်မာတိုက်ခိုက်မီဒီယာတွေကတော့ဘယ်လာရုစ်ကမြန်မာစစ်တပ်အရာရှိတွေကို စစ်ပညာသင်ပေးမယ့်ကိစ္စတွေနဲ့ drone တွေရောင်းမယ့်ကိစ္စတွေကိုပြောကြပါလိမ့်မယ်။လောလောဆယ်ကြည့်ရတာတော့အပေခံအချင်းချင်းလက်တွဲချင်းပုံစံမျိုးသာဖြစ်နေပါတယ်။နိုင်ငံစလုံးကပိတ်ဆို့အရေးယူမှုတွေခံရရသလိုလူအခွင့်အရေးချိုးဖောက်တယ်လို့လည်းစွပ်စွဲခံထားရတာကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့လူကာရှန်ကွေးရဲ့ခီးစဉ်နောက်ကွယ်မှာဒီထက်ပိုတဲ့အကြောင်းရင်းတွေရှိနိုင်မလား။မြန်မာစစ်ကောင်းဆောင်တွေအနေနဲ့ဘယ်လာရုစ်မိတ်ဖက်စီကနေတင်ကန်းစာယူစရာနည်းပြွာတွေရှိမလား။ မြန်မာဘယ်လာရုဆက်ဆံရေးရဲ့လူတည်နေတဲ့ရှုထောင့်တွေကိုဆွေးနွေးကြည့်အောင်ပါလူကာရှန်ကိုကိုရုရှားရဲ့ရုပ်သေးရုပ်လို့ပြောလို့ရှိကြပါတယ်ဒါပေမဲ့တကယ်တမ်းဘယ်လာရုနိုင်ငံကြီးကတော်တော်ရှုပ်ထွေးပါတယ်လူကာရှန်ကိုဟာရင်းနှုံးကစုပေါင်းလျာအကြီးအကဲဟောင်းတစ်ယောက်ဖြစ်ပြီး1994ခုနှစ်ရွေးကောက်ပွဲမှာအာဏာရလာခဲ့သူဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကဘယ်လာရုလူတို့ဟာဆိုဗီယက်ခေတ်ကိုလွမ်းဆော့တန်းတားနေခြင်းလည်းဖြစ်ပါတယ် ဈေးဝယ်စီးပွားရေးစနစ်ကိုကိုးပြောင်းသွားတဲ့အတန်းကြောင့်ကုန်ထုတ်မှုတွေကျဆင်း၊ကုန်စည်တုံးတွေတက်ပြီးရာသွေးမှုတွေများပြားနေခြင်းဖြစ်တယ်လို့အနာခက်ဟာလည်းမရေမရာဖြစ်နေခြင်းဖြစ်ပါတယ်။အဲ့ဒီအချိန်မှာလူကြိုက်များတဲ့လူငယ်ကောင်းဆောင်လူကာရှန်ကိုဟောင်းလူလူညီငွေ့နေတဲ့အာနာပိုင်းလူဒန်းစားကိုရဲရဲတင်းတင်းဝေဖန်ပြီးအာနာရလာခဲ့တာပါ။တချိန်တည်းမှာပဲလူကာရှန်ကိုကရုရှားနဲ့ပေါင်းစည်းရေးကိုထောက်ခံပြီးအနောက်လိုလာတဲ့ဘယ်လာရုစ်အမျိုးသားရေးဝါဒကိုဆန့်ကျင်ကြောင်းကြေညာခဲ့ပြီး ူပေးထားတဲ့ဂရုတွေအတိုင်းလဲလုပ်ခဲ့သူဖြစ်ပါတယ်။လူမှုရဲ့လူမှုဘဝလုံခြုံမှုကိုပိုကောင်းအောင်လုပ်ပေးနိုင်ခဲ့သလိုရာဇဝဲခိုင်းတွေကိုလည်းနှိမ်နှင်းခဲ့ပါတယ်။ဘယ်လာရုစ်ကားပဲပြောခိုင်းတာမျိုးလို့အတင်းအဓမ္မဘယ်လာရုစ်ဇက်သွင်းခြင်းကိုလည်းရပ်တန့်စေခဲ့ပါတယ်။ဘယ်လာရုစ်လူမျိုးများစုကနေ့စဉ်ဘဝမှာရုရှားလိုပြောရတာကိုပိုကြိုက်ကြပြီးအတိုက်ခံတွေကဘယ်လာရုစ်လိုပဲပြောရမယ်လို့တိုက်တွန်းတာကိုသိတဲ့ဘောမကြပါဘူး။ဒါပေမဲ့လူကာရှန်ကိုဟာဘယ်လာရုစ်နိုင်ငံရဲ့လွတ်လပ်ရေးကိုတော့အမြဲတမ်းကာကွယ်ခဲ့ပါတယ်။ တခါတလေဆိုရုရှားမော်စကိုနဲ့တောင်ထိတ်တိုက်တွေ့ခဲ့ပါသေးတယ်။၂000ပြည့်နှစ်တွေတုန်းကမစ်စနဲမော်စကိုကြားမှာစွန့်ရင်စစ်ပွဲတွေအကြီးအကျယ်ဖြစ်ခဲ့ဖို့သလို2016ခုနှစ်တုန်းကရုရှားနိုင်ငံပိုင်ကုမ္ပဏီ Gazprom ကဘယ်လာရုစ်ကိုပေးထားတဲ့ရေနံစည်းသက်သာခွင့်တွေကို ရုပ်သိမ်းလိုက်ပါတယ်။အဲ့ဒီအခါဘယ်လာရုစ်ကောင်းဆောင်တွေဟာဒေါသထွက်ပြီးလက်တုံပြန်ခဲ့ကြပါတယ်။ရုရှားရေနံဖြတ်သန်းကအတွက်အခွင့်အရေးတိုးကောက်လိုက်သလိုပိုင်လိုင်းတွေကရေနံတွေကိုလည်းဆုပ်ယူပစ်လိုက်ပါတယ်။ ဒီတော့မော်စကိုဘက်ကပဲအလျှော့ပေးလိုက်ရပါတယ်၂020ပြည့်နှစ်မှာတော့ရုရှားကသဘာဝတက်မွေဖို့အကျိုးတွေဆက်ဖို့လူကာရှန်ကိုကို တောင်းဆိုလာပြီးလူကာရှန်ကိုကလည်းရုရှားကသူတို့ကိုပေးစရာရှိတဲ့အကျိုးအကြောင်းပြန်တောင်းပါတယ်ရုရှားရုပ်တံလိုင်းတွေမှာလူကာရှန်ကိုကိုတိုက်ခိုက်တဲ့ဝါရဖြန့်ဇလန်းတွေတောင်းပြသခဲ့ပါတယ်နောက်ဆုံးမှာတော့နှစ်ဖက်အကျိုးပြဿနာတွေပြည်လည်သွားပါတယ်ဒါပေမဲ့မစ်ဘက်ကတော့ဆိုဗီယက်နိုင်ငံဟောင်းတွေကြားမှာ သူတို့ရဲ့မဟာဗျူဟာမြောက်ကိုပိုင်အုပ်ချုပ်ခွင့်ကိုကာကွယ်နိုင်ခဲ့တယ်ဆိုပြီးအောင်ပွဲခံနိုင်ခဲ့ပါတယ်။ Gazprom ကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာ Belarus ကောင်းဆောင်ဟာရုရှားပြည်တွင်းကခရိုနီဆန့်ကျင်ရေးစိတ်ဓာတ်တွေကိုမီးမွေ့ပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်လဲရုရှားလက်ဝဲရင်းအတိုက်ခံတွေကြားမှာလူကြိုက်များလာခဲ့ပါတယ်။ရုရှားနဲ့ Belarus ပေါင်းစည်းကြမယ်ဆိုရင်လူကာရှန်ကိုကတမရဖြစ်လာနိုင်တယ်လို့တောင်တစ်ချိန်ကထင်ကြီးပေးခဲ့ကြဘူးသလိုဆိုဗီယက်ခေတ်ကိုလွှမ်းဆွတဲ့ရုရှားတပ်ကြီးပိုင်းတွေကြားမှာဆိုရင် လူကာရှန်ကိုရဲ့လူကြိုက်များမှုကပူတင်နဲ့တောင်းရှင်းနိုင်ခဲ့ပါတယ်။ဗတ်ပေါင်းဆောင်ဆက်ဆံရေးမူဝါဒဆိုတာဘယ်လာရုစ်နိုင်ငံသား၏ဝါဒရဲ့အမှတ်အစီတစ်ခုဖြစ်လာခဲ့ပြီးရုရှားနဲ့ EU အမေရိကန်ကြားတင်းမာမှုတွေမြင့်တက်လာတဲ့အခါမစ်အစိုးရကတက်ဆိုင်သူအားလုံးနဲ့ဆက်ဆံရေးကိုထိန်းထားနိုင်ခဲ့ပါတယ်။၂၀၁၄-၂၀ရုရှား-ယူကရိန်းပြည်ပခပထမဆင့်ကာလတုန်းကလူကာရှန်ကိုဟာဘယ်လာရုစ်ကိုကြားနေနေမြေဖြစ်ရည်တည်ခဲ့ပါတယ်။ဒါဟာ ရုရှားနဲ့ယူကရိန်းဆွေးနွေးပွဲတွေအတွက်နေရာပေးခဲ့တာပါဘယ်လာရုစီရဲ့တန်တမန်ရေးရာအောင်မြင်မှုတစ်ခုကတော့2014-2015မှာမစ်သဘောတူညီချက်တွေကိုလက်မှတ်ထိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်အဲဒီမှာရုရှားနဲ့ယူကရိန်းနဲ့မကပဲဂျာမနီနဲ့ပြင်သစ်တို့ပါပါဝင်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲရုရှားလိုလာတဲ့စကားတွေပြောနေပေမဲ့လူကာရှန်ကိုဟောင်းရုရှားရင်နံကနေထုတ်ထားတဲ့ဒီဇယ်စီတွေကိုယူကရိန်းစစ်တပ်စီကိုရောင်းနေခဲ့ပါတယ် လူကာရှန်ကိုဟာဗတ်ပေါင်းဆောင်တန်တမန်ရေးမှာပဲအာရုံရောက်နေပြီးဘယ်လာရုစ်လူအဖွဲ့အစည်းရဲ့ပြောင်းလဲလာတဲ့သဘောထားကိုတော့သတိမထားမိခဲ့ပါဘူးလူတွေကပြိုင်ပွဲမရှိတဲ့ခေါင်းဆောင်ကြီးကိုညင်းငွေလာကြသလို2020ရွေးကောက်ပွဲရလဟာမဲလိန်ထားတာပဲဆိုတဲ့ယုံကြည်ချက်ကြောင့်လူတွေဟာလမ်းပေါ်ကိုထွက်လာကြပါတယ်ဆန္ဒပြပွဲတွေနိုင်ငံအနှံ့ဖြစ်လာတော့လူကာရှန်ကိုကခဏတစ်ဖြတ်အလျှော့ပေးခဲ့သလိုလုပ်ခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဆန္ဒပြသူတွေကိုရရဆက်ဆက်ပဲနှိမ်နှင်းပါတော့တယ်တော်လိုင်းရေးဖြစ်မဲ့အခြေအနေနဲ့ အနောက်နိုင်ငံတွေရဲ့ပြစ်တင်ရှုံချမှုတွေကြုံလာရတဲ့အချိန်ကြမှာမစ်အစိုးရဟာမော်စကိုနဲ့ပုံမိုနီးကပ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ပြည်တွင်းမှာတော့အမေရိကန်နဲ့ EU ကအတိုက်ခံတွေကိုမြှောက်ပေးတယ်လို့ဆိုဆွဲသလိုစန္ဒပြပွဲတွေဟာတရားဝင်သမ္မတကိုဖြုတ်ချဖို့ရုရှားသတိကြီးတွေရဲ့ပူးပေါင်းကြံစည်မှုလို့လည်းဝါဒဖြန့်ခဲ့ပါသေးတယ်။မော်စကိုကသာသူ့အာဏာမြဲဖို့ကူညီနိုင်မဲ့အခြေအနေမျိုးမှာတောင်သူကသူ့အကျိုးစီးပွားအတွက်လွတ်လပ်စွာလှုပ်ရှားဝင်ရဖို့ကြိုးစားနေတော့ပဲဖြစ်ပါတယ်။ ဝါရှင်တန်နဲ့ဘယ်လာရူးကြားဆက်သွယ်မှုကတော့ရှိနေဆဲဖြစ်ပါတယ်။ရုရှားတွေထက်စာရင်ထရိုင်ရဲ့အဖွဲ့နဲ့ဘယ်လာရုစ်တွေကပို့ပြီးနားလည်မှုရှိပုံလည်းရပါတယ်။ဘယ်လာရုစ်သမ္မတဟောင်းအမေရိကန်နဲ့ကိုယ်တိုင်တွေ့ဆုံပြီးဆွေးနွေးပွဲပြီးတိုင်းဘောကာအရက်ပွဲနဲ့အဆုံးသတ်လို့ရှိပါတယ်။ဒီပြိုင်နက်ထဲမှာပဲဘယ်လာရုစ်ဟာဆိုဗီယက်ဟောင်းနိုင်ငံတွေကြားမှာတန်တမန်ရေးရာ တက်ကြွစွာလှုပ်ရှားနေပါတယ်။အထူးသဖြင့်အဇာဘိုင်ဂျန်နောက်ပြီးဗဟိုအာရှနိုင်ငံတွေနဲ့လည်းယဉ်နေပါတယ်။ တရုတ်ဘေကျင်းကလည်းလူကာရှန်ကိုအပေါ်သဘောထားပြောပြောင်းပါတယ်။ဒါကလည်းအကြောင်းရင်းရှိပြီးတခြားဆိုဗီယက်ဟောင်းနိုင်ငံတွေနဲ့မတူပဲဘယ်လာရုစ်ကကွန်မြူနစ်အမွေအနှစ်ကိုဆက်ထိန်သိမ်းထားလို့လည်းဖြစ်ပါတယ်။မြန်မာစစ်ကောင်စီဟာနိုင်ငံတကာအသိမဲ့ပြုမှုရဖို့ရန်လိုလာနေချိန်မှာလူကာရှန်ကိုကနေပြည်တော်ကို ရောက်လာတာပါ။ထရန်ရဲ့ဖွဲ့နဲ့ဆက်သွယ်ဖို့အတွက်မြန်မာဗိုလ်ချုပ်ကြီးတွေက သူတို့ရဲ့ဘယ်လာရုစ်ကိုဂျာကန်အဖြစ်သုံးဖို့စဉ်းစားခဲ့ဘူးလေသလားဆိုတာတော့ပြောဖို့ခက်ပါတယ်။ဒါပေမဲ့အမေရိကန်လော်ဘီကုမ္ပဏီတွေကိုဒေါ်လာတန်းချီပုံအောင်ပေးပြီးဘာရလက်မှမထွက်တာထက်ဆိုင်ရင်တော့တီနီလန်းကပိုကောင်းပုံရပါတယ်။ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးဘယ်လာရုစ်ပါဝင်မဲ့ဆွေးနွေးပွဲအစ်စ်ကိုဒီဇင်ဘာလထဲမှာလုပ်ဖို့ရှိနေပါတယ်။မြန်မာစစ်ကောင်းဆောင်တွေအနေနဲ့အင်ဖြူတော်ကစိတ်ဝင်စားလောက်အောင်လူကာရှန်ကိုကိုအခွင့်ကောင်းယူအောင်အသုံးချနိုင်ပါတယ်။မြန်မာစစ်ကောင်းဆောင်တွေအတွက်ဘယ်လာရုစ်နဲ့မိတ်ဆွေဖြစ်ရတာက ရေတိုအကျိုးစီးပွားတွေရှိုံနဲ့မကပါဘူးဓာတ်ပေါင်းဆောင်ဆက်ဆံရေးနိုင်ငံသားကြီးမူဝါဒကျင့်သုံးတဲ့အတက်ပညာကိုလည်းဘယ်လာရုစီကနေတင်ယူနိုင်ပါတယ်ရုရှားဘယ်လာရုဆက်ဆံရေးပုံစံဟာတရုတ်မြန်မာဆက်ဆံရေးနဲ့ဆင်တူပြီးဘယ်လာရုစနဲ့မြန်မာနိုင်ငံစလုံးကအင်းဒီချင်းအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ရုရှားနဲ့တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုအောက်မှာရှိနေတဲ့နိုင်ငံငယ်တွေဖြစ်ကြပါတယ်ဒါပေမဲ့ဒီချိန်ထဲမှာပဲမဟာဗျူဟာမြောက်ကိုပိုင်အုပ်ချုပ်ခွင့်ရဖို့ကြိုးစားနေကြသူတွေလည်းဖြစ်ပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူစိတ်ကန်းကနေ ယူနန်ပြည်နယ်အထိဆက်သွယ်ထားတဲ့ရေနံနဲ့သဘာဝတံခွေပိုင်လိုင်းစီမံကိန်းဟာဘယ်လာရုစ်မှာရှိတဲ့ရုရှားစွန့်ရင်စီမံကိန်းတွေနဲ့နှိုင်းယှဉ်လို့ရပါတယ်။တရုတ်စီကနေစွန့်ရင်လွတ်လပ်ခွင့်ရအောင်ကာကွယ်တဲ့နေရာမှာဘယ်လာရုစ်အစိုးရကနေပြည်တော်အတွက်ဆရာကောင်းတစုဖြစ်လာနိုင်ပါတယ်။မြန်မာနဲ့ဘယ်လာရုစ်ကြားမှာတမိုင်းကြောင်ရိုးရာတလေဘာသာရေးနဲ့လူမျိုးစုဖွဲ့စည်းပုံတွေအများကြီးကွာခြားပါတယ် ဒါပေမဲ့မြန်မာစစ်ကောင်းဆောင်တွေအနေနဲ့နိုင်ငံသားရေးမူဝါဒတဲ့မကပြည်ရင်းကဏ္ဍရေးရာမူဝါဒမှာပါဘယ်လာရုစီကအကြံဉာဏ်တချို့ရယူနိုင်ပါတယ်။၂၀20တုန်းကဘယ်လာရုစမှာဖြစ်ခဲ့တဲ့လူထုဆန္ဒပြပွဲတွေဟာလူကာရှန်ကိုဘက်ကတိတိတသားမဲလိန်ခဲ့လို့ဖြစ်လာတာပါ။ထူးဆန္ဒကမြန်မာနိုင်ငံရဲ့2020ရွေးကောက်ပွဲဟာဘယ်လာရုစမှာအကျဉ်းသုံးတဲ့အနိုင်ရသူအကုန်ယူစနစ်နဲ့ကျင်းပခဲ့တာဖြစ်ပြီး NLD ပါတီကမဲမသမမှုလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်တပ်ကအာဏာယူခဲ့တာဖြစ်ပါတယ်။ မြန်မာနဲ့ဗီရာရုနိုင်ငံရေးစနစ်တွေကနောက်ခံသမိုင်းကြောင်းနဲ့ဖွဲ့စည်းပုံမတူကြပါဘူးလူလူကိုဆွဲဆောင်တဲ့နေရာမှာတော့လူကာရှန်ကိုဟာဒေါန်ဆန်းစုကြည်နဲ့ပိုပြီးစင်တူပါတယ်ဗီရာရုစစ်တပ်ကတော့လုံလမှုမရှိသလိုစစ်အာဏာသိမ်းဖို့လည်းစွမ်းဆောင်ရည်မရှိပါဘူးဒါပေမဲ့အရေးကြီးဆုံးကတော့ဗီရာရုရောနေပြီးတော့ပါစိန်ခေါ်မှုတစ်ခုကတော့တွားတူနေပါတယ်အဲ့ဒါကတော့ပြည်ပကမြောက်ပေးနေတဲ့ပြည်တွင်းမတည်ငြိမ်မှုပဲဖြစ်ပါတယ်ထူးခြားတာက NUG ကိုယ်စားလှယ်တွေဟာပြည်ပရောက်ဗီရာရုတိုက်ခံကောင်းဆောင် ဆဗလာနာတီခေါနော့ပစကာယာရဲ့အစိုးရနဲ့လည်းအဆက်အသွယ်လုပ်နေကြပါတယ်။လူကာရှန်ကိုဟာ2020-2021အကြက်တဲကာလတွေကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့တယ်လို့လူအခွင့်ရေးချိုးဖောက်မှုတွေလုပ်ပြီးအတိုက်ခံတွေကိုနှိမ်နင်းခဲ့တာပါဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကကိုချင်းတရားပိုင်းဆိုင်ရာမဟုတ်ပါဘူးအာနာမြေအောင် လုပ်တဲ့နီးပြူပါပါလူကာရှန်ကိုဟာစူပေးတံပေးနီလန်းကိုတုံးပါတယ်နှိတ်ကွတာတွေလုပ်တယ်လို့ပဲအတိုက်ခံမီဒီယာသမားတွေကိုလည်းစီယုံပါတယ်လူတီများတဲ့ဥပမာတစ်ခုကတော့ အစိုးရကိုအကြီးကျယ်ဆန့်ကျင်တဲ့ Roman Protasi Beach ပါသူအဖက်ခံရပြီးတဲ့နောက်မှာအစိုးရနဲ့အဆင်ပြေသွားပြီးအစိုးရဘက်ကနေပြန်ကာကွယ်ပြောပြတဲ့သူဖြစ်လာပါတယ်။ဒါကိုကြည့်ရင်မြန်မာအစိုးရအနေနဲ့လည်း NLD အဟောင်းတွေ NUG နဲ့ PDF အဖွဲ့ဝင်တွေကအစိုးရနဲ့ပူးပေါင်းကျင်တဲ့သူတွေကိုစီးယုံနိုင်တဲ့အလားအလာရှိနေပါတယ်။ ဘယ်လာရုစ်တွေ့ကြုံကနေတင်ယူပြီးမြန်မာနိုင်ငံသား၏မူဝါဒဟာတူလန်ဟောင်းအတိုင်းပြန်လျှောက်နေပါပြီ1992ခုနှစ်မှာလွတ်လပ်တဲ့ဘယ်လာရုစ်နိုင်ငံမြေပေါ်မှာပေါ်လာခဲ့တဲ့ကမြန်မာနိုင်ငံဟာဗတ်ပေါင်းဆောင်ဆက်ဆံရေးမူဝါဒကိုကျင့်သုံးခဲ့တာပါမြန်မာနိုင်ငံဟာလွတ်လပ်ရေးရပြီးခဲ့တဲ့ကအစိုးရအဆက်ဆက်ဗတ်မလိုက်တဲ့နိုင်ငံသား၏မူဝါဒကိုချမှတ်ကျင့်သုံးခဲ့ပါတယ်1960ပြည့်လွန်နှစ်တွေတုန်းကတရုတ်ကဗမာပြည်ကွန်မြူနစ်ပါတီ CPB ကိုထောက်ပံ့လို့ တရုတ်မြန်မာဆက်ဆံရေးအဆိုးရွားဆုံးအခြေအနေရောက်ခဲ့ပူပါတယ်။အဲဒီတုန်းကတော့ဥနေဝင်ဆိုရာဟာတရုတ်ကိုဆန့်ကျင်ဖို့အတွက်အမေရိကန်ဒါမှမဟုတ်ဆိုဗီယက်နဲ့မဟာမိတ်မဖွဲ့ခဲ့ပါဘူး။ဒါဟာအမျိုးမြင်ရှိတဲ့ဆုံးဖြတ်ချက်လို့ဆိုရမှာပါ။အတိုင်းအတာတစ်ခုထိပြောရရင်ခစ်သည်ဘယ်လာရုစ်နိုင်ငံဟာဆေးခေတုန်းကယူဂိုစလားဗီးယားနိုင်ငံနဲ့တွတ်တူနေပါတယ်။ဝင်းကြီးချုပ်ဦးနိုရဲ့ဒီမိုကရေစီစနစ်မှာရောဦးနေဝင်ရဲ့ဆက်အာနာရှင်လက်ထက်မှာပါ တီတိုရဲ့ဂျာနီတန်တမန်ရေးဝါဒကိုအားကြခဲ့ကြတာပါ။ ဒါပေမဲ့ဗိုလ်ချုပ်ကြီးတွေကတော့နိုင်ငံကိုအထူးကျန်ဖြစ်ကနေတဖြည်းဖြည်းဆွဲထုတ်နေပါပြီမြန်မာပြည်သူတွေအမတ်ရတဲ့နဲ့အရေးကြီးဆုံးအချက်တစ်ချက်ရှိပါတယ်ရှေးဟုံဗုဒ္ဓဘာသာတိုင်းပြည်ကြီးတွေရဲ့အမွေခံဖြစ်တဲ့ဒီနိုင်ငံဟာအမေရိကန်တရုတ်ရုရှားပြည်ပအင်အားကြီးတွေရဲ့လက်ကိုက်တော့ဘယ်တော့မှမဖြစ်ခဲ့သလိုဘယ်တော့မှလည်းဖြစ်လာမှာမဟုတ်ဘူးဆိုတာပါပဲလူကာရှန်ကိုရဲ့ခီးစံဟာမြန်မာစစ်ကောင်စီရဲ့တန်တမာရေးကိုပုံမိုးတိုးတက်လာစေဖို့အခွင့်အရေးတည်းရဲ့ဖြစ်တယ်လို့យေတာထားပါတယ်